ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel ကနေထုတ်စံတိုင်းပြီးအားလုံးကိုလွှဲထွေးစွာပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီနေ့ကတော့2025ခုနှစ် March လ14ရက်နေ့ညပိုင်းသတင်းသူသတင်းကောင်းတွေကိုကျွန်တော်နဲ့အတူတောင်းပြီးမှကြည့်ကြမှာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်တို့အရင်ဆုံးလိုရီတူရှင်သတင်းကောင်းလေးနဲ့စလိုက်ပါမယ်နော် ကိုယ်တိုင်းဗရောင်းမြို့နယ်ရှိညောင်ကျိုးစစ်ကောင်စီတပ်စခန်းကိုအေအေကတိမ့်ပတ်ရရှိသွားပြီလို့သိရပါဗျ။စစ်ကွင်အင်အားရာပေါင်းများစွာပြီးခုခါတိုက်ခိုက်ခဲ့တော့လဲနှစ်လနီးပါးအကြာမှာအချမ်းပတ်စစ်ကောင်စီကရှုံးနေသွားပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့ညောင်ကျိုးစစ်ကန်းကိုအေအေကတိုက်ခိုက်တိမ့်ပတ်ရရှိသွားပြီဖြစ်ပါတယ်နော်။ကဲဒါကတော့အာခတ်တော်အေအေရဲ့ညောင်ကျိုးစစ်ကန်းကိုတိမ့်ပတ်ရရှိလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။အဲ့တော့ညောင်ကျိုးစခန်းကိုရရှိပြီးသွားပြီဆိုရင်ဒီကြတဲ့ကပါစစခန်းတွေတစ်ခုပြီးတစ်ခုပေါ့နော်။ရရှိတော့မယ်တိမ့်ပတ်တော့မယ်ဆိုပေအနေထားဖြစ်ပါတယ်ကပါစစခန်းတွေဒါတိမ့်ပတ်ပြီးသွားပြီဆိုရင်တော့ဒီတ ိုက်ပွဲတွေကတော်တော်လေးကိုအပြောင်းအလဲဖြစ်သွားနိုင်တဲ့အခြေအနေမှာရှိနေပါပြီနော်။နောက်တဲ့သတင်းတစ်ပုဒ်ကတော့မိုးညိုမြို့နယ်လေးအိမ်တန်းကြီးရွာမှာကိုရဲလင်းကိုညအိတ်နေခြင်းနဲ့ခြေတောင်ထဲမှာဆွဲထုတ်ရစ်စစ်မှုထမ်းခိုင်းရင်ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်နော်။အဲ့တော့ချမ်ပစ်စစ်ကောင်စီကတော့အခုချိန်မှာလူရှာခတ်နေတဲ့အနေအထားဖြစ်တဲ့အတွက်ပေါ့နော်။အိမ်ပေါ်တွေကိုတက်ပြီးတော့ဆွဲနေတဲ့အနေအထားဖြစ်ပါတယ်။အဲ့တော့ချမ်ပစ်စစ်ကောင်စီကအဆုံးစွန်ထိမိုက်ယူရဲဆန်ဆိုတာလှုပ်ဆောင်နေတယ်ဆိုတာတွေ့ရတယ်။အဲ့တော့ကျွန်တော်တို့တော်လိုင်းဘက်တွေကလည်းပြပြသသားလောရမယ့်အခြေအနေရောက်နေပါပြီ။အဲ့တော့မကြခင်မှာပဲ ဒီဘောနော်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အုပ်ကြီးတွေကိုရှင်းလင်းမဲ့တကယ်ကြီးမားတဲ့မစ်ရှင်တစ်ခုရှိတယ်လို့ကြားရတယ်နော်အဲ့မစ်ရှင်သာစပြီဆိုတော့ဒီနေ့တိုင်းမှာအုပ်ကြီးတွေရဲ့မသာလောင်းတဲ့နေ့တိုင်းကြောင်းမှဖြစ်ပါတယ်နော် နောက်သတင်းတပုတ်ကတော့ဖလန်မြို့ကိုအပိသက်တည်ယူနိုင်ရေးတိုက်ပွဲတွေစစ်သားများအရှင်ဖမ်းမြို့လက်နက်ခဲယမ်းများလည်းတင်းစီရရှိနေတယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်။အဲတော့ဖလန်မြို့တိမ်းတိုက်ပွဲကတော်တော်ကြီးကိုပြင်းပြထန်ထန်ဖြစ်နေပြီးတော့ဒီနောက်ဆုံးကြံတဲ့လက်ကြံစခန်း268စခန်းကိုအပိသက်တက်ခိုင်းနိုင်ဖို့ထိုးစစ်တက်ခိုင်းမှုစစ်သားများအရှင်ဖမ်းမိနေပြီးတော့လက်နက်ခဲယမ်းများတင်းစီရရှိခဲ့ကြောင်းချင်းညီတော်စစ်စီရေးတာဝန်ရှိသူတဦးကပြောပါတယ်တဲ့။အဲတော့ဒီနောက်ဆုံးကြံတဲ့စစ်စခန်းကိုတိုက်ခိုက်နေတာအမြန်ဆုံးတိမ်းပိုက်နိုင်ဖို့လိုပါတယ်နော်။ဒီကျွန်တော်ပထမဆုံးကြည့်ရမယ့်သတင်းဗီဒီယိုလေးကတော့ကျွန်တော်တို့ရဲ့ဒီ ချစ်ရတယ်ဗောနော်ထိုင်းနိုင်ငံရောက်မြန်မာလှုပ်သားပြည်သူတွေအတွက်ဗောနော်သတင်းကောင်းပဲဖြစ်ပါတယ်ခုဆိုရင်ထိုင်းနိုင်ငံမှာဖမ်းခံရပြီဆိုရင်အချက်မဲ့စစ်ကောင်စီကိုဒီမြန်မာပြည်ပြန်ပို့တဲ့အခါမှာအချက်မဲ့စစ်ကောင်စီကသူတို့ကိုစစ်တပ်ထဲပြန်တွင်းနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီ US မှာရှိတဲ့အဲဒီကျွန်တော်တို့ချစ်ရတဲ့မြန်မာတွေကဗောနော်ဒီထိုင်းတိုင်ယုံမှာတွားပြီးမှဆန္ဒပြပြီးတယ်ဖြစ်ပါတယ်နော်အဲ့တော့ဘာတွေပြောထားလဲတစ်ချက်ကြည့်လား လတ်လုံးမှာကျွန်တော်ထိုင်ရထိုင်ရနေကျွန်တော် deportation လုပ်ခံရတာပေါ့နော်ကြောက်ပြင်းသေးတယ်ပရမတ်ခေါက်လဲပြုတ်လဲပြုတ်လိုက်တဲ့ခါမှာချက်ချင်းပဲသူတို့စစ်တပ်ထဲခေါ်လိုက်ပြီးတော့ melody training ပေးတဲ့ camp ကိုတခါလေးခေါ်သွားတော့အဲ့ချိန်မှာတချို့ရေတွေကလည်းဖြတ်ပြေးပြီးတော့နော်တက်ဆုံပြီးဖြတ်ပြေးပြီးတော့ထိုင်နိုင်ငံပြန်ရောက်လာကြရှိတယ်သူတို့တွေ interview ကျွန်တော်နောက်ထောင်ကြတယ်ဒါကြောင့်ဒါကတော်တော်အနေနဲ့ကြီးပါတယ်ဒါကြောင့်မလို့အခုလောဆယ်မှာကျွန်တော်ပြန်ပို့တဲ့ကိစ္စတွေပေါ့နော်ဒီ deportation လုပ်တဲ့ကိစ္စအဲ့အရာတွေကိုကျွန်တော်မလုပ်ဖို့တဲ့ကျွန်တော်ထိုင်ဆိုးအောင်ကျွန်တော် request လုပ်တာပါနော် Freedom, justice, democracy. ကျွန်တော်တို့နားလဲပါတယ်ထိုင်းနိုင်ငံကကျွန်တော်တချင်လုံးဟာဘုံအပြည်မှာဆက်ဆက်အားရှိခေတ်ဆက်ဆက်နော်ပြင်းနေမှုတွေခံရတိုင်းမှာထိုင်းနိုင်ငံကိုကျွန်တော်တို့စီကပြည်သူပြည်သားတွေကထပ်ပြေးခလုံးကကျွန်တော်ကိုယ်တိုင်ပဲထိုးခလုံးခဲ့ရတယ်ခလုံးခဲ့ကြတဲ့အခါမှာထိုင်းဆိုးအနေနဲ့တတ်နေဆိုတော့တို့လက်ခံပြီးတော့ဒီလူတွေရဲ့လူခွေချိုးပေါက်ခံမှုတွေအတွက်ကိုထိုင်းနိုင်ငံကနေတော့ဟိုသူတို့ယာယီနေထိုင်ခွင့်တွေပေးတာမျိုးတွေလုပ်ပေးပါတယ်။ဒါမျိုးလို့ရှိရင်ကျွန်တော်တို့ဘာဖြစ်စီတန်ရကအဖွဲ့အစည်းတွေတိုင်ပင်ပြီးတော့မှ UNAC ရလို့ဖွဲ့ပြီးတော့မှကျွန်တော်တို့ဒီလူငယ်တွေကို တို့ကတက်ဆန်နေပူတက်ခံပေးတာရှိခဲ့ဒါရေးကျေးဇူးတင်တယ်ဒါပေမဲ့အခုချိန်မှာတော့ပို့ပြီးတော့ရေးကြည့်ပါတယ်ဒီချိန်ကဘာလို့ဆိုတော့စစ်မှုမတမ်းမနေရဥပဒေအတင်းအားမစစ်မှုလားဒါအရေးကြီးကျန်တဲ့အရင်တော့ဒါမျိုးမရှိခဲ့ဘူးဒါအခုချိန်ကစစ်ကောင်စီကစစ်ရှုံးနေတဲ့ခါမှာဘာလို့လဲဆိုတော့တို့စစ်သားတွေမရှိတော့မရှိတဲ့ခါမှာတို့လူငယ်တွေကိုအတင်းအားမစစ်သားစုဆောင်နေဒါကြောင့်မို့ဒီလိုအဲ့လိုအခက်အခဲဖြစ်တဲ့ချိန်မှာတော့ကျွန်တော်ပြန်ပို့သေးသေးပါဘူးအဲ့တော့ကျွန်တော်တောင်းဆိုတာအဲ့လိုအတွက်လဲကျွန်တော်တို့တွေကပြောလို့ရှိရင်တော့ထိုင်းနိုင်ငံကိုအမြဲတမ်းကျေးဇူးတင်မယ်ကျွန်တော်မျိုးဆက်တွေပေါ့နော်ဒီလိုမျိုးလူငယ်တွေကိုအတင်းအကျပ် အချက်ပြန်ပို့ခဲ့တဲ့လုံရမှုတွေဖြစ်လာတိုင်းများလာလို့ရှိရင်ကျွန်တော်တို့မျိုးဆက်တွေရဲ့ရှင်ထဲမှာထိုင်းနိုင်ငံကိုဓာတ်ကြီးချက်တွေဖြစ်သွားခဲ့အနာဂတ်မှာထိုင်းနိုင်ငံမြန်မာရဲ့ဆက်ဆံရေးကမကောင်းဘူးဆိုတဲ့အနေထားဒါမျိုးတွေရှိပါဒါကိုကြည့်စင်ပါထိုင်းရဲ့ authority အနေနဲ့ထိုင်းမှာတာဝန်ရှိတဲ့ခေါင်းဆောင်တွေအနေနဲ့တော့ဒါမျိုးတွေစဉ်းစားစင်တယ်ဖမ်းပြီးတော့ဘာဘီကိုပြန်ပို့တဲ့ကိစ္စတွေကအင်မတန်လူငယ်တွေအတွက်အဆန်တွေ ချိခိုက်စေပါတယ်အထံတွေအရန်ရေးကြည့်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ Thai Soa ကိုကျွန်တော် live request လုပ်တာပါကျွန်တော်အိတ်ဖွင့်ပေးတာပေးတာပါအဓိကတော့ကျွန်တော်တို့ Thai နိုင်ငံခြားရေးဝန်ကြီးကိုကျွန်တော်အိတ်ဖွင့်ပေးတာပေးတယ်ဘာလဲဆိုတော့ဒီလိုမျိုးဖမ်းပြီးတော့လက်တလုံးမှာဖမ်းပြီးတော့ပြန်မဖို့ပါနဲ့ဦးခဏလေးဒီလူတွေဒီလူငယ်တွေဒုက္ခရောက်တဲ့လူငယ်တွေတော့လူငယ်အကုန်လုံးကိုကျွန်တော်တို့ယာယီခုံလုံးဝင်လေစီစဉ်ပေးပါပြီးလို့ရှင်နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ UNHCR တို့တော့ကျန်တဲ့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့တိုင်ပင်ပြီးတော့မှကျွန်တော်ဘယ်လိုဆောင်ရွက်ပေးလို့ရလဲဒီတို့ရဲ့အသက်အန္တရာယ်အတွက်ကိုထိုင်းနိုင်ငံမှာခိတခဏ နာကိုလုံးဝပေးထားတာမျိုးဘယ်လိုပဲဖြစ်စေလုံးဝပို့တဲ့ကျွန်တော် request ဆုတ်တာပါကဲထားတော့เนาะထိုင်းနိုင်ငံရောက်မြန်မာတွေဖမ်းခံရတယ်ဆိုရင်ဒီမြန်မာပြည်ပြန်ပို့တဲ့ကိစ္စကိုကနရရထားပြဖို့ထိုင်းဆိုရကို request လုပ်တဲ့သတင်းဖြစ်ပါတယ်เนาะကဲနောက်ထပ်သတင်းကောင်းတစ်ပုဒ်ကတော့ KNU ပူပေါင်းတက်တီထိုးစစ်စီတဲ့ပူလူတူစကန်ကစစ်သားတွေထိုင်းဘက်ကိုထွက်ပြေးသွားပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်เนาะအဲ့ဒီသတင်းကိုနားထောင်နေနားထောင်ကြည့်လာเนาะကေယွန် KNU တပ်မဟာခွန်နေပြည်ပိုင်းပွဲမြို့နယ်မှာရှိတဲ့ပူလူတူစစ်ကောင်စီစကန်ကစစ်ကောင်စီတပ်သားတွေဟာ ထိုင်းနိုင်ငံဘက်ကိုဆုတ်ခွာထွက်ပြေးသွားတယ်လို့ KNU သတင်းရှင်းမြစ်ကပြောပါတယ်။ထိုင်းမြန်မာနယ်စပ်ကပူလူတူစစ်ကောင်စီစခန်းကို February 26ရက်ကစပြီး KNU ဦးဆောင်တဲ့ပူပေါင်းတပ်ကထိုးစစ်ဆင်နေခဲ့တာပါ။တိုက်ပွဲနှစ်ပတ်ကျော်အကြာဒီနေ့မှာတော့စစ်ကောင်စီတပ်သားတွေစခန်းစွန်ထွက်ပြေးသွားကြတယ်လို့သိရပါတယ်။ပူလူတူစစ်ကောင်စီစခန်းသိမ်းတိုက်ပွဲကို KNU တပ်မဟာခွန်ကဦးဆောင်ထိုးစစ်ဆင်ခဲ့တာပါ။ KNU သတင်းရှင်းမြစ်တအူးပြောတာကစစ်ကောင်စီတပ်သား၂ယောက်တေပြီး၄ယောက်ဖမ်းမိကြောင်း စက်တယောက်ကထိုင်းဘက်ကိုကူးသွားကြောင်းနဲ့စက္ကန်းကိုတိမ့်နိုင်ခဲ့ပြီဖြစ်ကြောင်းသူကဆိုပါတယ်ထိုင်းသတင်းဌာနတချို့ရဲ့ဖော်ပြချက်မှာတော့ပူလူတူစစ်ကောင်စီစက္ကန်းကို KNU လက်အောက်ခံကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA တပ်မဟာခွန်ကအောင်မြင်စွာသိမ်းပိုင်နိုင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါပေမဲ့အစ်စ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာထိုင်းဘက်ခြမ်းကိုဖျက်ကျော်ထွက်ပြေးလာပြီးထိုင်းတပ်ဖွဲ့ဘက်ကလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပံ့ပိုးပေးထားတယ်လို့မဲဆောက်သတင်းဌာနကဖော်ပြပါတယ်။ KNU ဘက်ကတော့ပူလူတူစခန်းသိမ်းတိုက်ပွဲနဲ့ပတ်သက်လို့တရားဝင်သတင်းထုတ်ပြန်မှုမရှိသေးပါဘူး။တိုက်ပွဲဖြစ်ပွားနေချိန်တလျှောက်လုံးထိုင်းဗတ်ချမ်းမှာထိုင်းစစ်တပ်က လုံခြုံရေးတွန်းမြင့်ထားပါတယ်။ KNU ဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNU ရဲ့ခရိုင်နဲ့တပ်မဟာခုနှစ်ခုကစစ်ကောင်စီတပ်စခန်း150ကျော်ကိုသိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ဒီ2025ခုနှစ်အတွင်းမှာလဲစစ်ရေးအရှိန်မြင့်တင်သွားမယ်လို့ KNU တာဝန်ရှိသူတချို့ကအသိပေးထားပါရရှင်။ ကဲဒါတော့သတင်းကောင်းလေးဖြစ်ပါတယ်နော်အဲ့တော့ KU နဲ့ဖုန်းဖုန်းထိုးစစ်တွေစင်လိုက်လို့ပိုလူတူစကအကောင်ကြီးအခုထိုင်းနိုင်ငံမှာဒီရောက်သွားတဲ့အခြေအနေဖြစ်ပါတယ်ကဲနောက်ထပ်သတင်းကောင်းတစ်ပုဒ်ကတော့အခုဆိုရင်ညောင်ဂျိုးစကန်ကိုအရကတက်တော့အေးကတိတ်ပတ်ရရှိသွားပြီဖြစ်ပါတယ်နော်အဲ့တော့ဒီသတင်းကို confirm လုပ်ထားတယ်ဒီ view ရဲ့သတင်းနားထောင်ကြည့်အောင်နော် ပဲခူးတိုင်းအနောက်ချမ်းဗဒောင်းမြို့နယ်အုတ်ရှိပင်တပ်နယ်မှာရှိတဲ့ညောင်ကျိုးစခန်းကိုအရကတပ်တော်နယ်ပူပေါင်းတပ်တွေကမတ်လ17ရက်နေ့မနက်ပိုင်းမှာအပိသက်သိမ်းပိုက်နိုင်ခဲ့တယ်လို့အေအေနဲ့နေဆက်သူတွေစီကသိရပါဗယ်။ညောင်ကျိုးစခန်းကိုအရခတပ်တော်နယ်ပူပေါင်းတပ်တွေကအပိသက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်သားအများအပြားကိုလည်းဖမ်းဆီးရမိထားတာရှိတယ်လို့ဆိုပါတယ်။ ညောင်ကျိုးကတင်ထားပြီးဖြစ်ကြောင်းစက်ကောင်စီတပ်သားတွေနဲ့လက်နက်ခဲယမ်းတွေကိုလည်းတင်စီရမိထားကြောင်းရာထူးအဆင့်တွေအသေးစိတ်မသိရသေးပဲစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ချင်းကုံစကန်ဘက်ကိုစုခွာထွက်ပြေးသွားတာကြောင့်လက်ရှိမှာလည်းချင်းကုံစကန်မှာတိုက်ပွဲကပြင်းထန်နေတယ်လို့စစ်ရေးသတင်းမြစ်တအူးကပြောပါရယ် ဖေဖော်ဝါရီလ20ရက်နေ့ကလေးကအာရခတပ်တော်နဲ့ဘူပေါင်းတပ်တွေဟာညောင်ကျိုးစခန်းကိုစတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးရပ်ပေါင်း35ရက်နီးပါးကြာတိုက်ခိုက်ခဲ့ရတယ်လို့ဆိုပါရယ်။အုတ်ရှိပင်တပ်နယ်အတွင်းစစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံတွေဖြစ်တဲ့ကပ္ပစ9 6 9နဲ့ကပ္ပစ16တို့တရှိနေပြီးစစ်ကောင်စီအတွက်အရေးပါတဲ့နေရာတစ်ခုလည်းဖြစ်တယ်လို့သိရပါရယ်ရှင်။ကဲကြားရတိုင်းပါနော်။ ကဘာဆာစကန်နေရတာတင်းခါရမှာနေတာဖြစ်ပါတယ်နော်အဲ့တော့ကဘာဆာစကန်နေအရကတတော်အေရသွားပြီဆိုရင်ပွဲကြီးပွဲကောင်းနေကျွန်တော်ထပ်ပြီးတော့တွေ့အောင်မှာဖြစ်ပါတယ်အဲ့တော့အမြန်ဆုံးတိတ်ပိုက်နေပါစေလို့တောင်းဆုပြုပါတယ်နော်ကဲခုဆိုရင်ကျွန်တော်တို့ထိုင်းနိုင်ငံမှာပေါ့နော်ရောက်နေတဲ့မြန်မာတွေအတွက်ဒီတကြံပိတ်ရမှာမြန်မာပြည်ကိုပြန်တင်လာမှာပြန်တင်လာဆိုပြီးမှဆွေးနွေးတင်ပြထားတဲ့ဒီသတင်းလေးကျွန်တော်နောက်ထောင်ကြည့်အောင်နော် မြန်မာအိမ်ပြန်လို့ရလားလို့ထိုင်းရောက်မြန်မာပြည်တော်တော်များများမေးကြပါတယ်။လာမဲ့တကြမ်းမှာအိမ်ပြန်လို့ရပါတယ်။ထိုင်းအစိုးရကအဝင်အထွက်တစိမ့်သုံးထုစရာမလိုဘဲနဲ့15ရက်အလဲပြန်ခွင့်ပြုထားပါတယ်။အဲ့တော့ဒီမှာ15ရက်အလဲပြန်တဲ့အချိန်မှာတတိထားရမှာကကားနဲ့ပြန်မယ်ဆိုရင်မဲဆောက်ကိုကြော်တာနဲ့မြဝတီကို ရောက်မယ်။မြဝတီကနေမော်လမြိုင်အထိကိုဂိတ်ပေါင်းများစွာကြော်ဖြတ်ရမှာဖြစ်ပါတယ်။အဲ့ဒီဂိတ်ပေါင်းများစွာကြော်ဖြတ်နေတဲ့အချိန်မှာ ကိုအိမ်ပြန်ရောက်မလားမရောက်ဘူးလားနော်ပေါ်တာဆွဲခံရမလားစစ်မှုထမ်းထဲမှာပါသွားမလားစစ်သားပဲသွားဖြစ်သွားမလားဆိုတာမသိကြဘူးအကယ်၍ပေါ်တာအစွဲမခံရဘူးစစ်မှုထမ်းလည်းအစွဲမခံရဘူးဆိုရင်တော့ကိုကပင်ပင်ပန်းပန်းနဲ့ရှာထားတဲ့ပတ်စံလေးကိုအိမ်ထဲမှာရှိတဲ့ပတ်စံလေးနော်ကိုအိမ်ကိုပြန်ရောက်တဲ့ခါကြံမလားမကြံဘူးလားမသိကြဘူးနော်အဲ့ဒါလေးပြန်ထားဖို့လိုတယ်နောက်တစ်ခါ 15ရက်မပြည့်ခင်အိမ်ပြန်ရပါမယ်အဲ့တော့အိမ်မှာနေတဲ့အချိန်မှာစစ်မှုထမ်းနဲ့ပါသွားမလားနော်တကြံကိုအလဲသွားနေရင်လည်းပေါ်တာဆွဲခံရမလားဆိုတာလည်းမသိကြဘူးတော့15ရက်မပြည့်ခင်အိမ်ပြန်လာအဲထိုင်းကိုပြန်ရမယ်ထိုင်းပြန်ရောက်တဲ့အခါအဲ့ဒီလိုပဲနောက်ထပ်တစ်ကြိမ်စွန့်စားကန်ထပ်ဖို့ရပါမယ်အလာမှာလည်းဂိတ်ပေါင်းများစွာကြော်ဖြတ်ပြီးမှလာရမှာဖြစ်တယ်လို့ နော်ထိုင်းပြန်ဝင်တဲ့ခါမှာလေဒိတ်ပေါင်းများစွာကြော်ဖြတ်ပြီးမှဝင်ရမှာဖြစ်ပါတယ်နော်အဲ့ဒီမှာမြဝတီတံတားပေါ်ရောက်တဲ့ခါနော်စာရွက်စာတမ်းမပြည့်စုံလို့မှတ်ပုံတင်မပါလို့ OWIC ကတ်မပါလို့စတဲ့အကြောင်းပြချက်တွေနဲ့ကိုယ့်ကိုထိုင်းလေးကိုပြန်ပေးမဝင်တော့ဘူးဆွဲထားတယ်စစ်မှုစစ်မှုထမ်းမှုခေါ်ထားတယ်ပေါ်တာဆွဲထားတယ်ဒါမှမဟုတ်မြန်မာပြည်ကိုပဲပြန်ပေးပြန်ခိုင်းတယ်ဆိုရင်တွားပြီးကိုထိုင်းမှာပင်ပင်ပန်းပန်းနဲ့စူးစမ်းထားတဲ့အရာတွေအကုန်လုံးက ရည်သက်ချလိုက်အမြောက်ဝီလိုက်ဒါပဲရှိတယ်နော်အဲ့တော့ကိုယ့်အကိုဆုံးဆုံးဖြတ်ပါကိုယ့်အကိုစဉ်းစားပါပြန်မလားမပြန်ဘူးလားကိုထိုင်းကိုလာရတဲ့ရည်ရွယ်ချက်ကဘာလဲကိုကဘာလုပ်နေတာလဲဘာဖြစ်နေတာလဲကိုယ့်နိုင်ငံမှာဘာတွေဖြစ်နေတာလဲဆိုတာသိဖို့ကိုကိုယ်တိုင်ပဲဆုံးဖြတ်ပါနော်ကဲဒါတော့နော်ဒီကြံပိရဲ့မှာပြန်သိမပြန်သိစဉ်းစားအဲဒီတုံ့တက်ပေးထားတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်။အဲ့တော့ဖြစ်နိုင်နေဆိုရင်တော့အခုချိန်မှာနိုင်ငံရေးမကောင်းသေးတဲ့အတွက်ပေါ့နော်။အာဒီ NDA များတဲ့ဒေသတွေကမပြောင်းသေးတာအကောင်းဆုံးဖြစ်ပါနော်။ ကဲနောက်တစ်တဲ့ဘုတ်ကတော့အခုချိန်မှာဆိုရင်တရုတ်ပြည်မှာဗောနောကြောက်စိမ့်နေပေါ်လွန်းလို့တရုတ်နိုင်ငံကကြောက်စိမ့်များထွက်နေသလားဆိုတော့ထင်မှားလောက်တယ်ဆိုပြီးဗောနမြန်မာနိုင်ငံရဲ့တိုင်ဇာရတွေကိုဂျမ်းမစ်စ်ကောင်စီများဘယ်လိုများခိုးထားလဲဆိုတာဗောနပြောထားတဲ့ MD ရောပြောထားတာနားထောင်ကြည့်အောင်နော်အဲ့လိုအမိန်ထုတ်ပြန်ခဲ့တဲ့အမိန်တော့မဟုတ်ဘူးဗောနဟိုပါဗောစာသားထုတ်ပြန်ခဲ့တဲ့ဒူကိုတိုင်ငုံမမြန်မာနိုင်ငံရဲ့တယံဇာတတွေကြောက်စိမ့်နေဆန်စပါကျွန်းတစ်တွေတံငွေပိုက်လိုက်နေအကုန်ရုံးစားခဲ့တာမဟုတ်လားဟမ် အမိနိုင်ငံကိုချစ်မြတ်လို့ပါလို့စာရာကိုထုတ်ပြန်ခဲ့တဲ့ဒူကိုတိုင်းမြန်မာနိုင်ငံရဲ့ညီတော်ညီအောင်တရင်စရအကုန်ရုံးစားခဲ့တယ်လေဟိုကြောက်စင်းစင်းဆိုလည်းမနေဘူးအခုမြန်မာပြည်ကလူတော်တော်များများတော့ကြောက်စင်းထွက်တဲ့ဒေတာဟာတရုတ်ပြည်ပါဆိုပြီးမှယူဆနေကြတယ်နော်ကဘာမှလည်းအတော်များများလေးဟာကြောက်စင်းထွက်တဲ့ဒေတာဟာတရုတ်ပြည်ဆိုပြီးမှယူဆနေကြတယ်ဟမ် အဲ့ဒါအမိမြန်မာနိုင်ငံကိုချင်းမြနိုးလို့ပေါ့ဟုတ်သလားအမိနိုင်ငံကိုချင်းမြနိုးလို့မြန်မာနိုင်ငံရဲ့တည်ရန်ဇာတာတွေအားလုံးအသိပြီးရောက်တာနော်တန်တော့ကြောက်စင်းတစ်ခုလေးပဲတက်တေတာဟိုတက်တေတာကအနေနဲ့ပြောပြတာဒါမင်းတို့စံခွတ်တွေဟောင်းနေတဲ့ငါရှိလာဟောင်းနေတူဒီမှာပြောပြတာဟုတ်ပြီလားမင်းတို့ရဲ့အကူအားထားရရအမိမြန်မာနိုင်ငံကိုချင်းမြနိုးပါဆိုပြီးမှ အမိန်တွေထုတ်ပြန်ခဲ့တယ်ပြီးတော့မြေပေါ်မြေအောက်တင်ဇာတာကျွန်းတိမ်မှမြဆန်ကျွန်းတိမ်ဆန်စပါအားလုံးတန်ငွေရအဆုံးအကုန်ရုံးစားပိုက်ပဲကြီးရအဆုံးအကုန်ရုံးစားပလိုက်တယ်အေးအဲ့ဒီလိုပဲငါတို့တွေကဒီအာနာရှင်ရဲ့လက်အောက်မှာဆက်နေရငါတို့ရဲ့အားစင်နေဆက်ငါတို့ငငါမတော့မရှိခဲ့ပေမဲ့မင်းတို့ရဲ့အားစင်နေဆက်မှာမြန်မာနိုင်ငံရဲ့အနာဂတ်ကိုမင်းတို့စဉ်းစားချင်တာဘယ်လိုဖြစ်လာနိုင်မလဲ။ အခုနေငါတို့အသက်ပေးတော့ရမ်းပေးပါစေဘာမှမဖြစ်ဘူးဟုတ်ပြီလားငါတို့အသက်ကလည်းပေးဖို့စာအရင်နေ့လှုပ်ထားပြီးစားပဲဆုံးပြထားပြီးစားပဲနော်ဟုတ်ငါတီရွားခဲ့တော့ငါအမိငါ့ကိုကုန်ယူနေမှာပဲပေါ့ဆိုဒီအားလားရှင်ကိုတောင်းလိုက်နေလို့ incoming ကဲဒါတော့ MD ရဲ့ကိုပြောလိုက်တဲ့စကားဖြစ်ပါတယ်နော်အဲ့တော့ တကယ်လည်းဟုတ်ပါတယ်ခုတယောက်ပြပါဆိုရင်เนาะဒီကြောက်စိမ့်နေဆိုရင် online တွေမှာဆိုရောင်းနေဟာတွေသူတို့ TikTok တွေကအစပါเนาะသူတို့ကြွေပြီးမှ view ရိုက်တဲ့ဟာတွေဆိုကြည့်လိုက်ရင်တကယ်အကြီးသေးကောင်းတဲ့ကြောက်စိမ့်တွေအများကြီးတွေ့ရတယ်เนาะဒါပေမဲ့တကယ်တော့ဝမ်းနေစရာတော့เนาะဒီကြောက်စိမ့်ထွက်တာမြန်မာ view ရဖြစ်ပါတယ်เนาะဒီမြန်မာ view ကြောက်စိမ့်တွေကိုသူတို့အောက်ဈေးလောင်းနေရပြီးမှအခုစဉ်မှာသူတို့ကတော့တန်ဖိုးကြီးကြီးနေပြန်ပြီးတော့ရောင်းနိုင်တဲ့အခြေအနေဖြစ်ပါတယ်เนาะ ကဲနောက်ထပ်ကြည့်ရမယ့်သတင်းကတော့ဒီဖိလစ်ပိုင်တမရဟောင်းဒူတာတေ ICC ဖမ်းရန်ထုတ်ပြီးတော့ဖမ်းခံတဲ့သတင်းနဲ့ပတ်သက်ပြီးတော့ပြောထားတယ်ပေါ့နော်ဘုံဘုံရဲ့ဗီဒီယိုချက်ကြည့်အောင်နော်သုံးတစ်ချက်အနေနဲ့ပြောရမယ့်ဟေ့ဆိုလို့ရှိရင်တော့အားလုံးသိတယ်ဗျာဖိလစ်ပိုင်တမရဒူတာတေနော်သူဟာသူယာရုရှိစဉ်ကသူဆောင်ရွက်ခဲ့တဲ့ဆောင်ရွက်ချက်တွေဟာကြမ်းတမ်းခဲ့တာလည်းရှိမယ်နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်လေနိုင်ငံအတွက်ကျန်းမ်းတဲ့နိုင်ငံတစ်ခုမှာကျန်းမ်းနေနေဆောင်ရွက်ခဲ့ရတယ်ရှိတယ်။အဲ့ဒီအခါမှာတော့ဥပဒေရှုထောင့် နိုင်ငံကရှူတော့ကြည့်မယ်ဆိုလို့ရှိရင်တော့ပြစ်ကြီးတစ်ခုလို့ဖြစ်နေတယ်အဲ့တော့သူဟာ ICC ရဲ့ဖမ်းဝရမ်းထုတ်ခြင်းကိုခံလိုက်ရတယ် ICC ဖမ်းဝရမ်းထုတ်ခံရတဲ့အခါကျတော့ဒူတာဒေးရအခုဆိုလို့ရှိရင်ဖမ်းခံလိုက်ရပါပြီသူနိုင်ငံသားတွေလည်းသူဘက်ကရက်တီသူတွေသူအားပေးသူတွေအားလုံးကလည်းစိတ်မကောင်းဖြစ်ကြတာပေါ့ဗျာနော်အဲ့တော့နိုင်ငံအတွက်စွန်စားရတဲ့အခါလေးရှိတဲ့အခါမှာတော့သူဟာစွန်စားခဲ့တယ်။ဘာပဲလို့ဖြစ်ဖြစ်သူဟာနိုင်ငံအတွက်လုပ်ခဲ့ပေမဲ့လည်းနောက်ဆုံးတော့သူဟာအခုဆိုရှင်အဖမ်း ဟိုရန်နဲ့ဖန်ခံလိုက်ရပြီဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်။ဒါကခေါင်းလောင်းထိုးတယ်မယ်။ဦးမင်းအွန်လိုင်းအတွက်ကတော့။ဘာကြောင့်လဲဆိုတော့လေ။အာနာရှိစင်မှာဘာမှမဖြစ်ပင်မဲ့အာနာမရှိတဲ့အခါဆိုလို့ရှိရင်တော့မိမိရဲ့ဘဝဟာနောက်တက်လာမဲ့အစိုးရတွေခေါင်းဆောင်တွေရဲ့လက်ထဲမှာပဲရှိတယ်ဆိုတာကိုသူကောင်းကောင်းသိသွားပြီ။အဲ့ဒီအတွက်ကြောင့်မို့ဟာသူ့အတွက်ကမဖြစ်မနေသူ့ကိုယ်သူလုံခြုံရေးအတွက်ကလည်းအရန်ကိုအရေးကြီးလာပါပဲ။နော်။ သူတက်လုံကြုံရင်းသူရဲ့အနာဂတ်ဆက်ဆက်အရာရတော့အရာတွေအတွက်သူကထက်ထက်စဉ်းစားမှာသူကဘာပဲလုပ်လို့ပေါ့ဗျာနော်အဲ့တော့ဒီမြန်မာ ICC တို့နော်ဟိုဘယ်လိုခေါ်မလဲဆိုတော့ Universal Jurisdiction တို့ကိုလည်းကျွန်တော်အနေနဲ့နည်းနည်းဝေဖန်ချင်တာကဘာလဲဆိုတော့လေသူတို့တွေကဒီလိုဒီလိုမူဝါဒတွေနော်ဒီလိုတရားစီရင်ရေးတွေဒီလိုတရားရုံးတွေကြောင့်လဲနိုင်ငံငယ်တွေမှာပြဿနာတွေပိုများနေတာလို့ကျွန်တော်တို့ပြောမယ်ဟဲ့ဆိုတော့မမှားဘူးဗျအဲ့တော့ နိုင်ငံကြီးတွေမှာစစ်ဖြစ်နေတယ်စစ်ဖြစ်နေတဲ့အရက်မှာဒီတွေဟိုဘလိုခေါ်မလဲဒီလိုမျိုး ICC တရားရုံးလို့ဘာလို့မျိုးอ่ะသူတို့လိုမျိုးဒီတရားရုံးတွေကြောင့်เนาะနိုင်ငံငယ်တွေပို့ပြီးတော့ဒုက္ခများနေတယ်လို့ပြောရလဲမမဟုတ်ဗျဥမာအဖြစ်အစ္စရေးလိုနိုင်ငံမျိုးဘာလို့သွားတော့မထိရဲဘူးเนาะဟုတ်ပလားအဲနောက်တစ်ခုဒီဘလိုခေါ်မလဲရုရှားတမလားသူတို့ဘာမှမလုပ်နေရအောင်အမေရိကန်ပို့ဆိုးတာဗောဗျာเนาะ နိုင်ငံကြီးတွေနဲ့တွေ့ရင်ဒါဘယ်ဘွားရောက်သွားလဲဆိုတဲ့ခါကျတော့ပျော်တော်ဆက်ဘွားရောက်နေတာအဲနိုင်ငံငယ်တွေအားဖြင့်ဆိုလို့ရှိရင်လိုက်နိုင်ခြင်းနဲ့အဲ့တော့ပို့ဆိုးတာကနိုင်ငံငယ်တွေမှာလဲဗျာအဲဖိလစ်ပိုင်တို့မြန်မာတို့ဟလာဒီလိုနိုင်ငံမျိုးတွေမှာကတနည်းအားဖြင့်နိုင်ငံရေးသွေးကွဲမှုတွေဟလာအဲ့လိုမျိုးစီးပွားရေးမတောင့်တင်းမှုတွေကြောင့်နောက်ဆုံးပိတ်တော့ဒီလိုမျိုးတရားရုံးတွေအခြေလှယ်မှုကိုခံပြီးတော့ခေါင်းဆောင်တွေဟာဘာလို့ဘာလို့ဖြစ်ကုန်လဲဆိုလို့ရှိရင် ဖြောင်းမတ်ခြင်းသားလည်းမဖြောင်းမတ်ရတဲ့ဘဝတွေအဲ့လိုမျိုးတွေဖြစ်ကုန်တာဗျာအာနာရှိတိတဲ့သူကလည်းအာနာမစွန့်ခြင်းတဲ့ပုံစံမျိုးတွေဖြစ်စစ်တပ်နိုင်ငံကြီးနိုင်ငံကြီးထဲမှာထွက်ထွက်ပြီးတော့လုံးဝပေါ့နော်တရားရဂိုင်းလုံးထွက်သွားပြီးတော့အဲ့တော့ဒီ IC တရားရုံးကနေသူတို့ကိုဖောင်းနှထုတ်တယ်ဆိုတော့ထုတ်ခြင်းလုံးထုတ်တာမဟုတ်ဘူးနော်သူတို့ကျူးလွန်တဲ့အပြစ်တွေကြောင့်ထုတ်ခါတာအဲ့တော့အပြစ်မကျူးလောင်နေလေသူကပဲပြောသေးတယ်နော်ဒီအမှုဒီ ICC ကဖောင်းနှထုတ်လို့ပဲပို့ပြီးတော့ဆိုးလာတယ်ဆိုတော့ပြောနေတယ်အဲ့တော့ဒီတော့ကကျူးလွန်ထားတဲ့အမှုတွေလည်းပြန်ကြည့်လောက်လေ 25ရာခိုင်နှုန်းဘာလို့ခြံခဲ့ရလဲဆိုလို့ရှိရင်ဒီလိုမျိုးအရာတွေကြောင့်ပဲဗျာနော်သူတို့တွေအတွက်ရှုပတ်မှာဗောဗျာစစ်စစ်တက်ကထားပါတော့ဟေ့ငါဟဲ့ငါလွတ်ပြီဟဲ့ပြုတ်ဟဲ့ဆိုပြီးအားလုံးကိုကဲမင်းတို့အုပ်ချုပ်တော့ဆိုပြီးတော့ပြေးလိုက်လို့ရှိရင်အကုန်လုံး ICC တွေ ICJ တွေနော်အာဂျင်တီးနားတရားရုံးတွေအင်ဒိုနီးရှားတရားရုံးတွေအကုန်လုံးကိုဖမ်းဝမ်းနဲ့ရောက်ကုန်မှာဗောကဲနော်သူကိုယ်တိုင်ပြောရအောင်နော်ဆစ်စစ်တက်ဖက်ကဘလောက်တော့မကောင်းလဲဆိုရင် तू तू တို့သိရင်เนาะအဲ့လိုသာပြောလိုက်လို့အကုန်လုံးဖန်ခံမှာပေါ့တယ် तू ပဲပြောတာရှင် ဲ့ဒီအတွက်ကြောင့်မို့25ရာခိုင်နှုန်းဆိုတာထားခဲ့ရတယ်ဆိုတာသူတို့ရဲ့လုံခြုံရေးလည်းပါတယ်နိုင်ငံရဲ့လုံခြုံရေးလည်းပါတယ်နိုင်ငံတော်တည်ငြိမ်ရေးအတွက်လည်းပါတယ်အဲ့ဒါကြောင့်မို့ပါเนาะအဲ့တော့အဓိကပြောချင်တာကတော့ဗျာเนาะကဲဒါအပြင်ပေါ့နော်ချက်ဒီဘောမမဘာတွေပြောထားလဲဆိုတော့ညောင်ကျိုးစကမ်းမကြသေးပါဘူးဆိုပြောနေပြုံစားပြောထားပါဗောနော်တစ်ချက်နောက်ထောင်ကြည့်အောင်အခုတိုက်နေတဲ့နေရာပေါ့မိုင်းတိုင်း38လေးဖာလုံးမှာဖြစ်နေတာပါအဲ့တော့ညောင်ကျိုးရောက်ကြော်လာလို့ရှိရင်ဘာလဲဆိုတော့အဲညောင်ကျိုးရာကြတိုင်းလဲအခုညောင်ကျိုးရာကြပြီးသူတို့ပြောနေကြဟာမကြခင်ကပ္ပဆိုင်ကြီးရရမယ် ညောင်ချိုးရအခဲကြီးမကြပါဘူးเนาะမကြဘူးကာကင်းစခန်းနေတိုက်ခံနေရတာမှန်တယ်မနေ့ကเนาะမနေ့ကတော့ပြုပြန်နေဆိုပြလာလေဒီနေ့ဆို14ရက်13ရက်12ရက်17ရက်နေ့ကဆိုရှင်တက်ကနေပြီးတော့ဒီညောင်ချိုးရကနေပြီးဆက်လက်ပြီးလိုက်ရှင်းတာလမ်းမာနေမယ်အေးအေး အဲ AATB လေးပေါ့နော် A allowance ပေါ့68လောင်းတတိယဒါကလုံးဝ confirm ပါပဲကျွန်တော်မြေကဲ confirm ဆိုပုံပြလေနော်ရှင်ညောင်ကြီးကကြားလို့ရှင်မကြခင်ပဲဒီကျွန်တော်အုတ်ရှစ်ပင်ကိုရတော့မလို့လို့ညောင်ချီတော့မရှိနဲ့ကပ္ပစာကိုရကပ္ပစာ6ကိုရတော့မလို့လို့အုတ်ရှစ်ပင်မှာရှိနေတဲ့ကပ္ပစာတွေရတော့မလို့လို့ဟလားပထောင်းမြို့ကြီးပေါ့ရတော့မလို့လို့ပေါ့ညောင်ကျိုးရမကြပါဘူးနော်ကြခဲ့သည်ရှိနေမှာပါညောင်ကျိုးရအရှိကိုကြော်လို့ရှိရင်ရှုခင်းတာဆိုကွင်းမြင်ကြီးရှိပါတယ်အဲ့ဒီကရင်လမ်းကြည့်မယ်ဆိုအောက်ကိုအောက်ကကပ္ပစာတွေလမ်းမြင်နေရတယ်တကယ်ကွင်းမြင်ကြီးဒါကြီးကတကယ်တော့ စစ်တပ်ကလည်းလေသူတို့ရဲ့စက်ရုံတွေကိုတိဆောက်တဲ့နေရာမှာကာကင်းတက်ကွင်းအကုန်လုံးနဲ့စက်ရုံကိုတော့မှဒီလိုတိဆောက်တာစစ်တပ်တကြတိဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ညောင်ကျူးရကြာတိုင်းနဲ့အဲကာဝဆာနေမကြပါဘူးကြားထဲမှာတက်ကွင်းနေအများကြီးကြံပါသေးတယ်နော်အလုံးကြီးနဲ့ပြင့်နေလူတောင်သွားကြမလို့ရချင်းနေမိအောင်မယ်အဲ့တော့ခက်ခဲတာကဘာလဲဆိုတော့အဲ့ဒီလမ်းပြောတကြောလုံးကတောတောင်ထူထပ်ပါတယ်တောတောင်ထူထပ်တဲ့အတွက်ကြောင့်မလို့တပုံကိုလှမ်းမမြင်ရဘူးမမြင်တဲ့အခါမှာချုပ်တိုက်ပွဲတွေဆိုကြအနီးကပ်တိုက်ပွဲတွေဖြစ်နေတာ တော့ပကံကွဲရွာနဲ့နော်ပကံကွဲရွာအလွန်မှာဖြစ်နေတယ်အဲ့တော့ပကံကွဲရွာရဲ့နောက်ဖက်မှာဆိုလို့ရှိရင်ပကံကွဲ6ဆိုတာရှိရဲအဲ့ဒီ6ရိုးတစ်ချောင်းမှာ AA တွေရှိတယ်လို့ဟုတ်မိုးထီထီမှာလည်း AA တွေရှိတယ်မိုးထီနေကြဆောင်စခန်းတွေလည်း AA တွေရှိတယ်အဲ့တော့အင်အားအပြည့်တော်တော်များတယ်လို့ပြောလို့ရတယ်အဲ့တော့ဆိုလိုချင်တာကဒီအရှိုက်ကိုထိုးမယ်ဒီအရှိုက်ထိုးခံလိုက်ရလို့ရှိရင်တော့စစ်တပ်ကအခုကျွန်တော်တို့ဒီကြော်ရမယ်စစ်တပ်နဲ့အတူပူးပေါင်းကြော်ရမယ်ဒီအဆင့်ကနည်းနည်းလေးပို့ပြီးတော့ခက်ခဲသွားမယ်အတိုင်းဒါတွေရှိတယ်ဗောဗျာနော်အဲ့တော့ အရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေကိုကျွန်တော်တို့အဲရောက်နေပြီလို့ကျွန်တော်တို့ကဲဒါတော့ဘောမမောင်ရဲ့စကားဖြစ်ပါတယ်နော်အခုညာကျုံစကားကကြာသွားတာပေါ့နော်အခု live ပေါ်မှာဆိုလဲ blue ပြန်နေတယ်တကယ်ပဲပေါ့နော်ဒင်းမီဂျာတွေအားလုံးကထုတ်ပြန်ထားပြီဖြစ်ပါတယ်နော်ဒါပြောင်းလဲပြောင်းစားပြောနေတာဖြစ်ပါတယ် ICC ကဖမ်းဝရမ်းထုတ်လို့အခုဆိုရင်မင်းအောင်လဲဘောကဘယ်တော့ထိတောင်မှကြောက်နေရလဲဆိုတာကိုသူကိုယ်တိုင်ပဲပြောသွားတာဖြစ်ပါတယ်အဲ့တော့မကြခင်လဲဖမ်းခံရပြီဆိုရင်တော့တော်တော်လေးကိုအခြေအနေဆိုးမဲ့အခြေအနေရှိပါတယ်နော် ကဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့နော်အခုဆိုရင်ညောင်ကျိုးစခန်းကျသွားတယ်ပတ်သက်ပြီးတော့ confirm ထပ်လုပ်ထားတယ်ကိုစီရဲ့ video file လို့တစ်ချက်လောက်ကြည့်ကြအောင်နော်ဒီနေ့မှာမြို့နယ်တခုပြီးတခုတိမ်းလာခဲ့တဲ့ရခိုင်တပ်တော် AA ကအခုဆိုရင်ပဲခူးမာကစတက်တိမ်းတာအခုဒုတိယမြောက်တစ်ခါထတိမ်းလိုက်ပြန်ပြီပဲခူးတိုင်းဗန်းတောင်းမြို့နယ်ရှိညောင်ကျိုးစစ်ကောင်စီတပ်စခန်းကို AA ဥဆောင်သောတော်လှန်ရေးတပ်များကတိမ်းပိုက်ရရှိသွားပြီးဖြစ်ကြောင်းတော်လှန်ရေးသတင်းရင်းမြစ်ကရန်ကုန်ခရစ်သတင်းဌာနကပြောဆိုတဲ့ဇန်နဝါရီလမှစတင်ပြီးပဲခူးတိုင်းဗန်းတောင်းမြို့နယ်ညောင်ကျိုးတပ်စခန်းတွင် AA နှင့်စစ်ကောင်စီတပ်များအကြတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း ရင်းနောက်တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်များကလေကြောင်းမှတဆင့်အကြီးအကျယ်ခုခံခဲ့ကြောင်းတို့ရတဲ့တိုက်ပွဲများနှစ်လအနီးပါကြာမြင့်လာခြင်းတွင်စစ်ကောင်စီတပ်များမှညောင်ကျိုးစခန်းမှစတင်ဆုတ်ခွာပြီးယနေ့တွင်မူအပြစ်တပ်စခန်းတစ်ခုလုံးကိုတင်ပတ်ရရှိသွားပြီးဖြစ်ကြောင်းသိရှိရတယ်။မလ17ရက်နေ့ကညောင်ကျိုးစခန်းကနေစစ်တပ်ကစဆုတ်ခွာတာအခုတော့စခန်းရသွားပြီလို့ကျင်းနန်းရတယ်ဟုတော်လှန်ရေးတရင်မြစ်ကပြောဆိုတယ်။အေကရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နှင့်ထိစပ်လျက်ရှိသောဘုဂိုးတိုင်းပန်းအောင်မြို့နယ်မှ ကဲကျွန်တော်တို့ဒီတုံးတဲ့ဟာပဲနားထောင်ကြည့်လာနော်ဗကိုးတွေမဟုတ်ပါဘူးအခြားနေရာတွေမှာလည်းအများကြီးစစ်ဆိုင်ထားတာရှိပါတယ်ကျွန်တော်တို့တွေကပြောလို့မရတဲ့အရာတွေရှိတဲ့အတွက်ဘယ်နေရာတွေမှာဘယ်ရောက်နေလဲဆိုတော့ကျွန်တော်တို့တွေကမီဒီယာတွေမှာမပေါ်လာမရှိကြအောင်ပြောလို့မရအောင်ဟုတ်တယ်အာခတ်တော်အေးကဒီစစ်ပြည်နယ်ပြည်အများကြီးထက်ချက်အိမ်မှာဗနောတိုက်နေဟုတ်ပါနော်ဗကိုးပဲမဟုတ်ပါဘူးဒါပေမဲ့လက်ရှိ AA ဆိုင်ထားတဲ့စစ်တီအင်းကကျေပြန့်စွာဆိုင်ထားတာနော်အချားရမကြည့်တဲ့ကရခိုင်ပြည်နယ်ဟိုထိတ်မှတိုက်နေတယ်ဟိုဘိတ်မှတွားပြီးတိုက်ခိုင်းတယ်အဲ့အကွာဝေးကိုမကြည့်လိုက် အခုလက်ရှိစင်ထားတဲ့ဟာဒီဘယ်လောက်ထိဝင်ထားပြီလဲဆိုတာကျွန်တော်တို့ပြီးဆုံးပါအဲ့ဒီအတွက်လည်းကျွန်တော်တို့ဒီဘက်ကနေနိုင်တဲ့နေရာကဝိုင်းကူးနေတာတွေအများကြီးရှိပါတယ်အဲ့တော့ပြည်သူတွေအဓိကပြောချင်တာကျွန်တော်တို့လက်ရှိထိုင်းမှာဒီကာလအကျက်တဲတဲ့အတွက်နော်နိုင်ငံရေးနဲ့ပတ်သက်တဲ့လုံထုံးလုံနည်းတွေကိုအရင်လိုပွင့်လင်းမြင်တာဆိုတာချပြလို့မရဘူးတင်ပြလို့မရတဲ့ပုံနားလည်ပြပါဒါပေမဲ့လက်ရှိတော်နိုင်ရေးမှာ AR ဖြစ်ဖြစ်တသားတိုက်နေပါတယ် A နဲ့အတူတူ ARD တိုင်းမှာရှိတဲ့ PDF တွေမြောက်များစွာလက်တွဲပြီးနေပါလေအဲ့ဒီ PDF တွေအားလုံးကလည်း ARD တိုင်းအတွက်ပြန်လဲ ိမ့်ပိုက်ရရှိမှာဖြစ်ပါတယ်ဒီညမှာစစ်ကောင်စီအနေနဲ့ကအခုဆိုရင်ဒီဘကိုးအဆက်မှာခံစစ်ကိုတေချာပြင်ပြီးတော့ခုခံခဲ့တာအခုဆိုကိုပြည့်ဝက်ပြင်းပြင်းပြီးစကန်းဆွန့်လွတ်လိုက်ပါတယ်အဲ့လိုပဲ ARD တိုင်းတန်းမှာလည်းခုခံစစ်ကိုပြင်ဆင်ပြီးတော့နေနေတဲ့စစ်ကောင်စီတပ်စခန်းတွေအများကြီးရှိတယ်ဒါပေမဲ့ပြောချင်တာကဘလောက်ပဲခုခံစစ်ပြင်းပြင်းကျင်းနေလက်လွတ်ကနေပဲဘာဖြစ်လို့လက်ရှိစစ်ကောင်စီဘက်မှာခုခံစစ်ပြင်းတဲ့အထက်မှာပါဝင်တဲ့တပ်သားအများစုတည် စစ်မှုထမ်းဥပဒေကနေပါတဲ့လူတွေကိုပါရှေ့ထမ်းပို့ထားတာဖြစ်တယ်ဟုတ်တယ်အဲ့တော့စစ်မှုထမ်းဥပဒေနဲ့ပါတဲ့လူတွေကအလုံးကတာမန်ပြည်သူတွေအလုံးတိတဲ့တိုင်းတစ်နှစ်နဲ့ချက်ဖောက်နိုင်ဘယ်ဘီဘီမှမပြီးဟုတ်တယ်နော်သူတို့မှတိုက်ပွဲအတွေ့အကြုံမရှိဘူးနောက်တစ်ခုကအဓိကတော့စိတ်သက်ပိုင်းပဲစိတ်သက်ပိုင်းမှာသူတို့ကဒီစစ်ကောင်စီဘက်ကနေတိုက်ချင်လို့ပါဝင်ရတာမဟုတ်မလွဲတာလို့သူတို့ပါဝင်ရတာဖြစ်တဲ့အတွက်တစ်ဖက်ကတစ်နှစ်နဲ့ချက်ဖောက်ရတယ်ဒါဟာရန်သူမဟုတ်ဘူးဆိုတော့သူတို့ကောင်းကောင်းတိတယ်အဲ့ဒီအတွက်သူတို့ရဲ့စိတ်ကလုံးဝစစ်တိုက်ချင်စိတ်မရှိဘူးဒီပေါ်မှာစစ်ကောင်စီကတဖန်ရှုံးနေတာဒါပေမဲ့တခုတော့ရှိတာက လက်ရှိစစ်မှုထမ်းဥပဒေနဲ့ပါဝါတဲ့ဒူတွေပြန်လည်စုစည်းပြီးတော့နော်အဲ့ဒီစခန်းတွေထဲမှာပြန်ခုခံတိုက်ပွဲဝင်ပြီးတော့ပြန်လည်ထွက်ပြေးလာတာလေးတွေအများကြီးရှိတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်အဓိကကတော့စစ်မှုထမ်းဥပဒေထပ်ဝင်မဲ့ဒူတွေရောဝင်ပြီးသားဒူတွေရောအနေနဲ့တိရမှာရန်ဒူဒီစစ်ကောင်စီဆိုတော့ကောင်းကောင်းတိရလောလောဆယ်ငါတို့ကရန်ဒူလက်အောက်မှာတိုက်ရောက်နေပါလားဆိုတဲ့အဲ့ဒီစစ်မှုထမ်းတဲကိုဝင်ဝါတဲ့လူငယ်တွေကကောင်းကောင်းတိထားမယ်ဆိုရင်ပြပွဲရပြီးပါတယ်နော်အဲ့တော့လက်ရှိတော်လှန်ရေးမှာ စစ်ကောင်စီကဘာလုပ်နေလဲဆိုတော့တိုင်းဒန်းအီယာ OSD အားလုံးကိုလိုက်ရှိနေတယ်အခုဆို MNDA ဆိုရင်ဒါတရုတ်ရဲ့ PR ကြောင့်ဘာမှလုပ်လို့မရတော့ဘူးเนาะ TNN ဆိုလည်းပုံစံတွေပြောင်းလာတယ်လို့ပြည်သူတွေဒါဝေဖန်တာတွေထွက်လာတယ်တကယ်လဲပုံစံတွေပြောင်းနောက်ခုဆိုတာကဒီ KIA နဲ့ဖြစ်ပေါ်မှုမှာအဲမတင်မြတ်မှုတွေကခဏခဏဖြစ်ပေါ်လဲတော့ဒါပြည်သူတွေကဒီကိစ္စမှာတော်တော်မကြိုက်ဖြစ်လာကြတယ်ချင်းချင်းပြောရင်တော့အချင်းချင်းဖြစ်တာကိုလုံးဝအားမပေးဘူးပြည်သူတွေကဒီချိန်မှာအဲ့တော့ စစ်ကောင်စီအနေနဲ့အဓိကလက်ရှိတိုက်နေတဲ့ညီနောင်မမိတ်၃ဖွဲ့ TNDA MNDAA အဲစတဲ့ညီနောင်မမိတ်၃ဖွဲ့အပါအဝင်အခြားသောတိုင်းသား EOS တွေနဲ့သူကညှိလိုက်မယ်ဒီတိုင်းသား EOS တွေကငြိမ်ဝါမယ်ဆိုရင်သူကမြေပြတ်ကိုအမှုတ်ရှင်တာသူတို့ပြောထားတာတခါလည်းရှိပါတယ်မြေကြီးပဲကြံသေးတဲ့သူတို့မြေကြီးပဲယူမယ်တဲ့ဟုတ်တယ်အဲ့လိုထိရုပ်မာမယ်စစ်တပ်ပါအဲ့တော့ကိုရန်သူကအဲ့လိုစီစဉ်နေတဲ့အချိန်မှာကိုကရန်သူတဲ့တပတ်တာဖို့တော့ကျွန်တော်တို့လိုအပ်ပါတယ်နော်ဒါကြောင့်မလို့အဓိကကျွန်တော်တို့ဒီ နှွေမှာလှုပ်ပြမှာဒီအေယော်ဒီတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းကျွန်တော်စစ်မျက်နှာဖြင့်ကောင်းကောင်းဖော်ပြနိုင်ဖို့အရေးကြီးတယ်ဒါဟာ UNG ရဲ့အခမ်းအကဏ္ဍပါဝင်တယ်အဲ့ဒီနေရာမှာစစ်မျက်နှာမဖော်ဖို့အတွက်ကျွန်တော်တို့ UNG မှာ budget မရှိပါဘူးခရမ်းမရှိပါဘူးလက်နက်မရှိပါဘူးလို့အော်နေုံနဲ့မရပါဘူးနော်လက်ရှိနေ UNG လုပ်နေတဲ့အပိုင်းတွေအများကြီးရှိပါတယ်ကျွန်တော်တို့တည်တည်တောက်တည်ပါတယ်အဓိကပါတယ်မဟာမိတ်ဘိုင်းကိုတိကျလို့ဆိုတာတိဆောက်ပြီးတော့ငါတို့အဲ့ဒီဘက်ကအကျက်သွားကင်လိုက်တာနဲ့အခု MNDA လို့ပေါ့ နော်ဒါ MND ကိုတယောက်က pressure တော့ပေးတာလေ MND ရဲ့စစ်မျက်နှာလုံးဝရက်တန်တော့တယ်အဲ့လိုရက်တန်မယ်ဆိုရင်တော့မှရက်တန်ပေးလိုက်မလွှဲတာလို့ MND ရဲ့စစ်မျက်နှာရက်တန်မယ်ဆိုရင်ရက်တန်ပေးလိုက်ဒါပေမဲ့ MND ရဲ့စစ်သားတွေဘက်ဒစိတ်ယူနီဘောင်းမှာ PDF ချက်ချင်းတက်ပြီးတော့မြေပြန်စင်ကြိတ်နိုင်မှုအတွက်လုံနိုင်ရမယ်ဒါတွေအားလုံးက AUG မှာရှိတဲ့လူကြီးပိုင်းတွေရဲ့နိုင်ငံရေး ရည်ချိန်ပေါ်မူတည်ပါလိမ့်မယ်။ဟုတ်ကဲ့ဒါကတော့ကိုစီသုံးသက်ချက်ပြုလေးဖြစ်ပါရဲ့နော်။အဲ့တော့ကြားတဲ့အတိုင်းပဲညောင်ကျိုးစခန်းကတော့အခုဆိုရင်အာခတ်တော်အေးကသိမ်းပက်လိုက်ဖြစ်ပါရဲ့။အဲ့တော့ဘောမရက်ကွက်မှာ Telegram မှာတော့မကြောက်တော့သေးဘူးပေါ့နော်။ဒါပေမဲ့ဒီမှာတော့ online မှာတော့တေချာပေါက်ကြောက်တော့ပြီဖြစ်ပါရဲ့။အဲ့တော့ဒီမကြခင်လဲတင်စီရမီလက်နဲ့ဆင်းပါညာကွက်ကလည်းပေါ်လာမှာဖြစ်ပါရဲ့နော်။အဲ့တော့ဒီဘောမရက်ကွက်မှာတော့ဘယ်လောက်ပဲညင်ညင်ညင်းလို့မရပါဘူးနော်။ဒါအပြင်အခုဆိုရင်ဒီ ရှမ်းမြောက်မှာပြစ်ခတ်ရက်သွားတဲ့ကိစ္စနဲ့ပတ်သက်တဲ့အတူပေါ့နော်ဒါမျိုးတရုတ်ကထိ ंछ ုတ်လာတယ်ဆိုရင်ဘာတွေလုပ်မလဲဆိုတာပြင်ဆင်ထားဖို့သူတိုက်တွန်းထားတာဖြစ်ပါတယ်အဲ့တော့တရုတ်ရဲ့ဖိအားလည်းတကယ်လည်းမလွယ်ပါဘူးเนาะဒါအပြင်တခြားတစ်ဖက်မှာလည်းဒီကျွန်တော်မျိုးတို့ကိုလည်းထုတ်ပြောတာတခုကဘာလဲဆိုတော့ MMDA ကအခုနောက်ပိုင်းမှာပေါ့နော် ဒီ6လပိုင်းမှာဆုတ်သွားမလားတော့လာရှိုကနေဆုတ်သွားမလားဒါမှမဟုတ်1027တတိယလိုက်ပဲပြန်လာမလားဆိုသူတို့ဘက်ကလည်းကြောက်လန့်နေတဲ့အနေအထားဖြစ်တဲ့အတွက်ပါတော့ဘယ်လိုမျိုးဆက်ပြီးတော့အခေးကြီးတွေထပ်ဖြစ်လာမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ဒီညအတွက်ကျွန်တော်ရဲ့သုံးသက်ချက်ဗီဒီယိုလေးကဒီလောက်ပဲဖြစ်ပါတယ်အစားအဆုံးကြည့်ပြီးတဲ့မိဘပြည်သူရောက်စီတိုင်းထူပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အကြဖတ်မင်းအောင်လှိုင်ရဲ့စစ်ပီးရနေကိန်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ